မင်္ဂလာပါမျိုးရေကျမမဟုတ်သူမှာလေးပါရှင်ဒီနေ့2025ခုနှစ်မတ်လ28ရက်နေ့တက်မတော်နေ့ဖြစ်ပါတယ်ခေဆက်ကနိုင်ငံတော်ဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သောကျမတို့နိုင်ငံတော်ကိုအသက်တွေသူ့ရည်တွေချွေးတွေရင်းပေးဆက်ကာဝဲခဲ့ပါတော့တက်မတော်သားများနဲ့နိုင်ငံတော်ရဲတပ်ဖွဲ့များအားလုံးကိုလေးစားပါရင်အမေပြုပါရင်တက်မတော်သားမိသားစုဝင်များလည်းပဲအားတည်ထားကြပါရှင်အာဒီနေ့တက်မတော်နေ့မှာအထူး ပြောချင်တဲ့အကြောင်းအရာတားဆိုချင်တဲ့စကားတန်းဒါကျမဒီတက်မော်ချစ်တဲ့ပြည်သူတယောက်တမိသားစုဝင်တွေရဲ့ဘဝကိုစာနာထောက်ထားတဲ့ကိုချင်းစာတရားနှလုံးသားရှိတဲ့မိမတယောက်မျိုးပဲလက်ရှိနိုင်ငံကြီးခဲ့တဲ့တာဝန်ရှိပုဂ္ဂိုလ်တွေနိုင်ငံတော်အာဏာပိုင်ခေါင်းဆောင်တွေအနေနဲ့ကစစ်မျက်နှာသီးသီးမှာရန်သူထံပါဖမ်းဆီးခံလိုက်ရတဲ့တက်မော်သားများအတွက်ဘလို့များစီစဉ်ဆောင်ရွက်ပေးမလဲသိကြမိပါရဲ့ တလကနေနှလားနှလားကနေသုံးလအချိန်လေးကြာလာတာနဲ့အမြတမိသားစုဝင်နေရှင်ထဲမှာနေ့စဉ်နဲ့မြစိုးရင်ပူပန်နေရတယ်ဒီလိုပဲတမတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေရှင်ထဲမှာလည်းစိုးရင်ပူပန်နေရပါတယ်နော်လက်ရှိမှာသူတို့ရှင်ချင်းပြင်းနဲ့ဆင်မြန်လာမှာဖန်ဆီးခံလာရတယ်အထူးသဖြင့်မင်းတက်မှာဖန်ဆီးခံလာရတဲ့တမတော်သားတွေရှိတယ်နော်လာရှိုးမှာရှမ်းမြောင်မှာရခိုင်မှာကိညာမှာနိုင်ငံအနှံ့မှာတနိုင်ငံလုံးမှာဆင်မြန်လာဖွင့်လာရတာဖြစ်တဲ့အတွက်လက်ရှိမှာသူတို့ရှင်ဒီကုလသမဂ္ဂကပေါ့နော်စက်တက်မှာသူတို့ရှင်ပါတယ် ကမ္ဘာတဝှမ်းမှာဖြစ်ပွားနေတဲ့စစ်ပွဲပေါင်း50ကိုစမ်းစစ်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်ကအဆိုးရွားဆုံးဖြစ်တယ်။ဒါကျွန်မတို့မြန်မာနိုင်ငံကပြည်တွင်းစစ်ကတစ်ကမ္ဘာလုံးဖြစ်နေတဲ့စစ်ပွဲတွေထဲမှာအပြင်းထန်ဆုံးသောဆိုးရွားဆုံးစစ်ကိုဆင်နွှဲနေရတာဖြစ်တဲ့အတွက်နိုင်ငံတဝှမ်းမှာစစ်မျက်နှာတွေဖွင့်လာတာဖြစ်တဲ့အတွက်ဒီစစ်မျက်နှာတွေမှာကျွန်မတို့အောင်မြင်တာလေးရှိမယ်ကြားရှုံးတာလေးရှိမယ်ဆိုတော့နိုင်ငံနဲ့အတိုက်ပွဲတွေမှာဖမ်းဆီးခံထားရတဲ့တပ်မတော်သားတွေအတွက်ဖမ်းဆီးခံစစ်သည်များအတွက်အဆိုးရအနေနဲ့ဘယ်လိုများစုံစမ်းဆောင်ရွက် ဘယ်လိုမျိုးအမြန်ဆုံးကယ်ထုတ်ပေးမလဲသိချင်မိပါရဲ့အမြန်ဆုံးကယ်ထုတ်ပေးပါလို့လည်းကျွန်တော်လောင်းဆိုချင်ပါတယ်နောက်တစ်ခုကနောက်ခုကပွဲကြမ်းပဲပေါ့နော်ကျွန်မခေါင်းထဲမှာပေးထားရတယ်ပွဲကြမ်းပဲအဲ့တော့ဘာလဲဆိုတော့ကိုညိုအမှန်တရားဆိုပြီးတော့ယောက်ျားတာပြီးမှဗဇက်ကယာစီလာနေတဲ့အောက်တန်းသားယောက်ျားတာမဲ့ဗဇက်ကယာစီလာနေတဲ့အောက်တန်းသားပုဂ္ဂိုလ်ကြီးကကျွန်မတိုက်ခိုက်မှုတွေအများကြီးရှိတယ်အရင်ကကျွန်မတွေ့ရတယ်ဒါမှကျွန်မမတွေ့မြင်ဘူး ။ဘာကြောင့်မတုံ့ပြန်တာလဲဆိုရင်သူတို့ကအမှန်တရားကိုသိကြတာမဟုတ်ဘူး။ကျမကဒါအမှန်ပါလို့ရှင်းတာလည်းလို့သူတို့အမှန်ကိုသိကြတာမဟုတ်ဘူး။သူတို့ကနာမည်ဖြတ်ချင်တာပုံရိပ်ဖြတ်ချင်တာတိတ်ခါချချင်တာကျမပြောတာရှင်းရှင်းလေးကျမကိုနာမည်ဖြတ်ချင်တယ်ဆိုရင်ကျမကိုနိုင်ငံရေးရအနိုင်လို့ချင်တယ်ဆိုရင်နောက်ဖို့တူမဟာသွေးဆိုတဲ့နာမည်တစ်ခုကိုခင်ဗျားတို့ရိုက်ချိုးချင်တယ်ဆိုရင်ခင်ဗျားကျမပြောတဲ့စကားတွေတဲကနိုင်ငံရေးစကားတွေတဲကအမားကိုရှာပြီးနိုင်ငံရေးလို့ပြန်ထောက်ပြနိုင်ငံရေးလို့ပြန်ခြေပါ ကျွန်မဒီနိုင်ငံရေးလို့စိန်ခေါ်ရအများကြီးနော်အများကြီးကျွန်မစိန်ခေါ်ခဲ့တယ်အဲ့ဒီစိန်ခေါ်တဲ့အကြောင်းအရာတွေပြန်လဲခြေပလိုက်ဒါဆိုရင်ကျွန်မရဲ့ဟိုနိုင်ငံနိုင်ငံရေးရကျွန်မရဲ့နာမည်ကိုရိုက်ချိုးပြီးလားကျွန်မကိုသိခါချပြီးလားဖြစ်ပါမယ်အဲ့ဒီလိုမဟုတ်ပဲနဲ့ဒါဆိုကရာသီရာပြီးတော့ပုံပုံရင်းရအပုတ်ချတာမျိုးတွေဆိုကျွန်မကောင်းတယ်မဟုတ်ဘူးဒီလူကဒီလိုမျိုးပြောလိုက်လို့ကျွန်မကဒီလူကိုဒီလိုပြန်ဖြေရှင်းလိုက်ရင်နောက်တက်လူကလည်းနောက်ထပ်လူတယောက်ကလည်းနောက်တက်လူပြောမှာပဲနော်မိမျိုးစုံပြောနေကြတာအခုမှပြောရအောင်ပို့ဘိုးအရင်ကပြောကြတယ် ရင်တော့ဆိုပြောရမှာကုတုမှာယောက်ျား၃ယောက်ရှိတယ်တယောက်ကအရက်သားလို့နှစ်ယောက်ကဆက်သားအဲအဲ့ဒီလိုကနေပြီးတော့ကျွန်မကဖုန်းကြီးရဖြစ်သွားပြန်အဲတော့တချို့ကပြောကြတာရှိတယ်ဇွားနဲ့မဲတော့အတိတားနဲ့ဘခုခုမျိုးနဲ့ဗတိုင်းခြုံရွာမှာတဲ့ကျွန်မကလည်းဆယ်တန်းမအောင်ရနေတာတဲ့ဦးသူစိတ်တော်ဦးတဲ့ချိုင်းမွေးနှုတ်ပေးခဲ့လို့တဲ့တရွာလုံးမှာဟိုးလေးတကြောကြောဖြစ်ခဲ့နေမယ်နဲ့ဇွားနေမယ်တော့အတိတားနဲ့ဘခုခုမျိုးနဲ့ဗတိုင်းခြုံရွာဆိုလို့ချင်တာကပုဂ္ဂိုလ်ရေးရတိုက်ခိုက်မှုတွေ အပုတ်ချမှုတွေပေါ့ကျွန်မကောင်းနေခဲ့ကျွန်မနိုင်ငံရေးလို့ပဲပြောတာနော်ကျွန်မမဟုတ်တော့မဟာသေးတည်းဒေါ်စုကြည်ကျေးဇူးမူးလို့တောင်ရှိကြမရှိဘူးလို့ပြောခဲ့တာမြန်မာနိုင်ငံမှာကျွန်မပိုင်မှာဆုံးပြောခဲ့တယ်မိမနော်တမရနဲ့ယူရီစီနဲ့ပေါင်းပြီးလိန်နေပါတယ်ဒီနောက်နေစရွေးကောက်ွယ်ကတရားမျှတတဲ့ရွေးကောက်ွယ်ခင်းနေမှာမဖြစ်နိုင်ပါဘူးရွေးကောက်ွယ်ကတမတမတ်မကြပါဘူးလို့တနိုင်ငံလုံးလိုက်ထွေကြီးပြောခဲ့တာလေကျွန်မ ရွေးကောက်ပွဲပြီးပြီးရှင်းပါလေဒီရွေးကောက်ပွဲကိုကျမပြည်သူတွေကကျမတို့ပြည်သူတွေကတပိတ်မှောက်တဲ့အတွက်ရွေးကောက်ပွဲသားအထမမြောက်ဘူးခွေးကြီးလိုရှိကဥပဒေပုံမှန်20လို့40နှစ်လို့เนาะ20ကငယ်လို့60ဆလုံးလို့ရစစ်တပ်ကခွေးကြီးပုံကိုကာကွယ်ရမယ်တောင်းဝန်ရှိတဲ့အတွက်တမတော်ကာကွယ်ရေးဦးစီးချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ကျမတို့ပြည်သူတွေကတောင်းဆိုလိုချင်တယ်တောင်းဆိုကြပါပြောခဲ့တာကျမ ရွေးကောက်ပွဲမကျင်းပပြင်နဲ့ရွေးကောက်ပွဲလိန်နေတယ်ဆိုတဲ့အကြောင်းကျွန်မကြိုပြောခဲ့တယ်ရွေးကောက်ပွဲပြီးပြီးချမ်းပါပဲဒီရွေးကောက်ပွဲကပြတ်သိမ်းပြီး UEC ဖြတ်သိမ်းခံရမယ်စစ်တပ်ကတက်မတော်ကဝေးဦးကြီးတို့ကရွေးကောက်ပွဲပြန်ပြီးကျင်းပရလိမ့်မယ်လို့ကြိုပြောခဲ့တာကျွန်မတမဲယုံနေပြန်စစ်တဲ့အချိန်မှာပုံမှန်၄တခွန်ရစစ်တပ်ကကာလွန်ခေါ်ပြီးပုံမှန်၄တရှိရစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းနေမယ် MND ပါတီဖြတ်သိမ်းခံရမယ်ဒေါ်စုကြည်အဖမ်းခံရမယ်လို့နိုင်ငံရေးရကြိုသုံးသက်ခဲ့တာကျွန်မနော်ဘဘုတ္တမဟာသွေးဆိုတဲ့နာမည်တခုကအလကားရလာတာ ကျမကဘယ်တုန်းကဘယ်လိုဘာဖြစ်ခဲ့ပါလဲဆိုတဲ့ဘယ်တော့ဘာဆက်ဖြစ်မယ်ဆိုတာကိုကြိုတင်သုံးသပ်နိုင်တယ်မိမနော်ဆိုလိုချင်တာက2019တဲကကျမဒီလိုနိုင်ငံရေးရအများကြီးကျမကြိုသုံးသပ်ခဲ့တယ်ပြောခဲ့တာရှိအဲ့ဒီချိန်တုန်းကဘယ်တင်ညာကိုမှအိပ်ပျော်နေမယ်မသိတဲ့နဲ့အခုဆောင်မှာရေပေါ်စီခါတော်မီတွေပုံကိုရတိုက်ထိုက်ကြတယ်ခါတော်ဒါတွေကျမမပြောလို့ဒီပေါ်မှာဒီတော်ရေးတဲ့ကျူ ်ဒီလည်းပဲခက်တရသူကျွန်မလည်းပဲခက်တရသူเนาะဆိုတော့အင်းထဲကယူတော်ရေးတန်းကြီးဒီကျွန်မနဲ့ပတ်သက်တော့အများကြီးပြောကြတာရှိတယ်ကျွန်မတွေ့တယ်ကျွန်မကြားတယ်ဒါပေမဲ့ကျွန်မဟိုကျွန်မကိုဆုံးပါတဲ့စကားမျိုးထင်ရင်ကျွန်မရင်ထဲမှာတင်ထားတယ်ကျမတို့အကျိုးရရင်လည်းဘူးတူတာရှိနေမယ်ထင်တယ်အကြောင်းအရာတွေဆိုရင်အီးတော်ရေးလိုက်ကြည့်တော့ပြများကိုကျမရင်ဘက်ထဲမှာတင်ထားတယ်။ဒါပေမဲ့ကျမတို့သူပုဂ္ဂိုလ်ကြီးကသူမျိုးစုံမျိုးစုံပြောကြတာရှိတယ်။ကျမဘာမှပြတ်မပြောဘူး။ဟိုသူပြောခဲ့တယ် စကားရဲ့အနှစ်တွေကိုကျမယူတယ်အခွန်တွေကိုကျမလှစ်ပစ်လိုက်တယ်ကျမကောင်းတယ်မှာမထားဘူးပေါ့နော်ဆိုတော့ဒီမှာဒီကိုညိုမတရားဆိုတဲ့ကောင်ကကျမကိုတပုတ်လေးလေးပြောတဲ့ပုံမှာတစ်ဖက်ကနော်အကြီးတော်ကြီးတန်းကျူလို့အပွားကြီးကိုတော်မှာပုံကိုရေးရတိုက်ခိုက်မှုရောအများကြီးရှိတယ်အကြီးကိုတော်ရင်ဒီအကြီးလို့အပွားကြီးကိုတော်အခုလို့ပုံကိုရေးရဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြောရင်ကျမလို့မိမငယ်တယောက်ကိုသူတို့အများကြီးဆွဆွဲကြမှာပဲ တခါကဆွဆွဲတာကိုအကြီးအနေနဲ့ကအမှန်တကယ်သိကြတယ်ဆိုရင်ကျမကိုကိုယ်တိုင်လာပြီးတော့ဒဏ်ရာပြောဆိုလို့ရတယ်။အကြီးဒီတက်ကြီးစကားတက်ငယ်ချာကျမတို့ခစ်တယ်လို့သူချင်းချင်းကျမတို့ပြည်သူချင်းချင်းကျမတို့တက်မတော်ချစ်တယ်လို့ချင်းချင်းကျမတို့နိုင်ငံလူချစ်တယ်ချင်းချင်းအကြီးကျမကိုဆုံးမလို့ရတယ်။ကျမကိုတိုက်ရိုက်လာပြီးပြောဆိုလို့ရတယ်။ကျမဖုန်းနံပါတ်685 986 986ကျမက ကိုရင်ထဲကဟောဒီမျက်နှာကြီးပြဟောဒီရုပ်ကြီးပြဟောဒီဖုန်းနံပါတ်ကြီးတင်ပြီးကျမမြန်မာပြည်ထဲမှာနေပြီးတော့မျိုးသားရေးလုပ်နေတဲ့မိမကျမကကြည်လို့ရတယ်မြန်မာနေနေတာမဟုတ်ဘူးသူကအဲ့ဒီလိုမျိုးအရင်နေထဲကကျမကိုလာပြီးတော့တူတူတိတ်တဲ့မင်းမြန်စုံစမ်းလို့ဆုံးမလို့ရပါတယ်လေသူများကတပုတ်လေးလေးပြောတာကိုအကြီးကထပ်ပြီးတော့ထက်ဆင့်ပြောဆိုလိုက်တဲ့အခါကျတော့အကြီးကိုယ်တိုင်ကလူတွေကလေသူများစကားရည်စကားရည်ပြောကြတယ်တရင်နဲ့တရင်နဲ့တရင်နဲ့ကြားတယ်ဆိုတော့ပြောတဲ့စကားတွေကြားတဲ့တရင်တွေကိုမိမိတို့ရဲ့ အသိဉာဏ်နဲ့ဝေဖန်ဆန်းစစ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုအချင်းချင်းရင်းရတယ်။အဲ့ဒါအသိဉာဏ်လို့ခေါ်တယ်လေ။ဟုတ်တယ်မလား။တရင်နေကြတယ်၊နားထဲမှာတရင်နေကြတယ်၊နားထဲမှာစကားတွေကြတယ်။အဲ့ဒီကြားတဲ့စကားတွေနဲ့အဲ့ဒီကြားတဲ့တရင်တွေကမိမိရဲ့တင်ယူထားတဲ့မိမိလေ့လာထားတဲ့အသိဉာဏ်နဲ့ဝေဖန်ပိုင်းခြားပြီးတော့ဟုတ်ဤမဟုတ်ဤစွာသုံးသပ်နိုင်ရတယ်။အဲ့ဒီလိုသုံးသပ်နိုင်စွာမရှိဘူးဆိုရင်ကိုကိုတိုင်ကသူများစကားလမ်းဆုံးတယ်လို့ဖြစ်သွားမှာပေါ့။ သူများရောင်လို့လိုက်လို့ရောင်အမြောင်အမောင်တောင်မဲမြောင်မဲမသိရတယ်ဖြစ်သွားမှာပေါ့ကိုကိုတိုင်းကလေဖန်းသားရှိရတယ်ဖြစ်သွားမှာပေါ့အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းတွေကြားလာတဲ့စကားတွေပေါ့အုံနှောင်ညာနဲ့ဆန်းစစ်ဖို့လိုတယ်လေအဲ့ဒါမှလူပိတရယ်လို့ခေါ်တာမဟုတ်ဘူးလားအခုလို့ဒီစကားတွေနဲ့သူများပြောတဲ့စကားကိုသူများပြောတဲ့စကားအတိုင်းယုံပြီးတော့မိမိကသူများရဲ့ဝါဒအမှိုင်းတိုက်တဲ့အတိုင်းမှာလိုက်ပြီးတော့ပြောဆိုနေမှာစင်ကိုကိုတိုင်းကသူများအသွင်ချခံဖြစ်သွားမှာပေါ့နော် ဆိုတော့ကျမကဘူဒီအရေးတော်ရေးတန်းချူခဏခဏအရင်ထဲကပြောပါတယ်နော်ကျမတစ်ခါမှမပြောပြန်ပြီးမတုံ့ပြန်ဘူးဘာလို့လဲဆိုတော့အရေးတော်ရေးတန်းချူလို့ဦးငါမင်းဆိုရင်အသက်ရန်ကြီးပြီအော်အသက်ကြီးပါပြီလူကြီးတွေပါလေသူတို့ပြောချင်တာပြောပါစေသူပြောရတဲ့ဇာတ်လေးတွေကမှတ်သားကြပါရင်မှတ်သားလိုက်မယ်အနှစ်တွေပါရင်ယူလိုက်မယ်အခွင့်အရေးပါရင်နှုတ်ပြလိုက်မယ်ဆိုရဲထွေးထုတ်လိုက်မယ်ဆိုရဲအတွင်းနေပဲကျမနားထောင်ခဲ့တာနော်ကျမအဲ့လိုနားထောင်ခဲ့တာကျမကိုအခုရွေးကောက်ပဲဝင်ပါဘူးလွတ်တော်မဲ့ဝင်ကြရင်မှတော့အကြီးကိုပြောမိလား ဘသူပြောတာလဲကျမမဘုသူမဟာသေးကရွေးကောက်ပွဲဝင်ပြိုင်မယ်လို့မှတ်တော်မယ်လို့မယ်လို့ကျမပါဆက်ပြောမိလားကျမလေဘယ်တော့ငါ့ဟာပါတီနိုင်ငံရေးစိတ်ဝင်လာတယ်ကျမပါဇက်ကလည်းဘယ်တော့ငါ့မှမပြောခဲ့ဘူးစိတ်လဲဝင်လာဒီညနာဒီရုပ်ဒီလေးတဲ့အောင်တခြားကြည့်တာစိတ်ပုံဝင်လာတာကျမကိုချက်တဲ့ခင်တဲ့လူတွေကအော်မဘသူလို့ သူတို့ချစ်တဲ့ခင်နဲ့အားပေးတယ်။သူတို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့သလိုပဲနိုင်ငံရေးစီရေးကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေအတိကျနဲ့ဘယ်တော့ဘာဖြစ်မယ်ဆိုတာကြိုတင်သုံးသပ်နိုင်ရတဲ့သူတို့ကြောင့်လေးစားကြတာ။အဲ့ဒီအတွက်လည်းကျမကိုသူတို့အားကိုးတယ်၊တွတ်တော်ထဲမှာနေရာရရှိခြင်းနဲ့တွတ်တော်ဝင်ပြိုင်ရှိခြင်းနဲ့ဒါကြောင့်မို့လို့ကျမကကိုကိုကိုနဲ့ဥပမာပေးပြီးတော့လွတ်တော်အမတ်တယောက်ဝေရွေးချက်ခံခြင်းလို့ဆိုရင်ဘလို့ဘလို့အယူချင်းတွေရှိရတယ်ဆိုတာကျမကကိုကိုကိုနဲ့နှိုင်းချပြီးတော့သူရဲခေါင်းဝါတာမကူးခွဲချဖို့ ကျွန်မသိမြင်ပြီလားလွတ်တော်ရဲ့မှာအုတ်ရော်ရော်ကြောက်ရော်ရော်တွေပါရင်ဖြုတ်ထုံးနိုင်မှုအတွက် right to recall ဥပဒေတည်းရဲ့လိုတယ်ဆိုတာကိုကျွန်မကဥပမာပေးတာနော်အရင်ကကိုစောဘွန်းကြီးကပြောတယ်တဲ့မဟုတ်ဘူးသူကောက်ပွဲဝင်မယ်ဆိုပြီးတော့ကျွန်မကိုခင်နဲ့မင်းနဲ့လူကြီးမော်လမြိုင်ဘက်ကမင်းဆွေတွေဆိုဖုန်းဆက်ပြီးပြောတယ်တမီးရေတဲ့တမီးရန်ကုန်အစိတ်ကြီးခဏောင်တို့ကနေလွတ်တော်မဲ့ဝင်ရေးမယ်ဆိုတာဟုတ်လားတဲ့သူတို့သူတို့ကတော့မော်လမြိုင်ရပေါ့ဒါပေမဲ့မော်လမြိုင်ရကနေသူတို့စိတ်ကြီးကိုမဲပေးချင်တယ်စိတ်ကြီးခဏောင်တို့ကိုမဲဘယ်လိုပေးရမလဲတမီး ပြောပြပေးပါဆိုပြီးတော့အဲ့လိုချစ်တဲ့ခင်တဲ့လူကိုရှိတာကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောဘဟိန်းဒီကျမတို့ကိုကြော်စိုးတို့ကိုသူ့ရင်ထဲမှာခင်တဲ့မင်းတွေအတွက်အများကြီးတူပဲကိုစောဘဟိန်းဒီကိုကြော်စိုးဦးနဲ့ကျမကိုတွတ်တော်ထဲမှာရောက်ရှိခြင်းသူ့ရဲ့ဆန္ဒကိုသူပြောတာကျမပါဇက်ကကျမပါဇက်ကကျမဘာလုံးမှပဲလို့ထုတ်မပြောသူအဲ့စကားဘယ်တော့မှအတည်မဟုတ်ဘူးကာယကံရှင်ဖြစ်တဲ့ကျမကပြောမှအတည်နော်ဆိုတော့ခါသူများစကားမှာသူများပြောတာကြီးကိုက သူများပြောတဲ့အတိုင်းလိုက်ပြီးရောင်းမယ်ဆိုရင်ကိုကိုတိုင်းကသူများစကားလမ်းဆုံးနေပြီဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းတွေနဲ့ကြားလာတဲ့စကားတွေကိုအသိဉာဏ်နဲ့ဆုံးဖြတ်ဖို့ကျမကိုဖုန်းကြီးတောင်းမှကက်နေတယ်လို့ပြောတယ်ဆိုတော့ကျမစဉ်းစားမိတယ်အဲ့ဒီလူတွေခေါင်းထဲမှာအုံနောက်မပါဘူးလားနော်အဲ့ဒီလူတွေခေါင်းထဲမှာအုံနောက်မပါတာပဲဖြစ်နေဖုန်းကြီးတောင်းမှကက်နေမယ်စားဝင်တဲ့အရာမှနေမှာပေါ့ခင်ဗျားတို့အုံနောက်ပါရေရိုးရှင်းတွေဖုန်းကြီးတောင်းမှကက်နေမလားဝင်တဲ့အရာမှနေမှာ ဝင်နေရမှာနေမယ်ဆိုရင်ဒီအိမ်ယာတိုက်ခန့်ကိုအပိုင်ရမှာလေအပိုင်ရမှာဒါမှမဟုတ်လို့ရှိရင်ဝင်တဲ့အရာမှမမြင်ချင်ဘူးဆိုရင်လည်းစစ်တပ်ထဲသွားနေမှာပေါ့ကို့အတွက်လုံချုံနေလေစစ်တပ်လိုင်းထဲမှာသွားနေလေရိခါလဲဆရာရဲလို့ဘဝအတွက်အာမခံချက်လေးရှိရလုံလဲလုံချုံနေဒါမှမဟုတ်ရှင်ပါတီဌာနချုပ်တွေထဲမှာသွားနေမှာပေါ့ခေါင်းထဲမှာအုံတော့ပါရင်ရှင်းရှင်းလေးပဲစဉ်းစားကြည့်ကျမတို့မိမမကအဲ့ဒီလိုအခွင့်အလမ်းကြီးတန်းလန်းမှုတွေအများကြီးရှိတယ် ကျွန်မကသူများမျက်နှာသူများဆံကိုစားရင်သူများမျက်နှာကြည့်ရမှာဆိုတော့ဘသူဆံမှမစားပဲနဲ့ဘသူမျက်နှာမှာမထောက်တဲ့မိမဟုတ်ပြီလားအဲ့ဒါနဲ့ချက်နောက်တစ်ချက်ကကျွန်မကမတောင်းကိုစဲဝင်းပြရရန်ကုန်မှာပါလေအလုတ်ကိုင်ကိုရှားပါလို့ပါလေနိုင်ကလပ်မှာအလုတ်လို့ပါကျွန်မကြည့်အမြင်မပိုးခိုင်ခုံနဲ့ပဲပတ်တရရင်ကောင်30လား2013ကျမကျွန်မ10တန်း2010မှာကျမအလဲတန်းအကြောင်းတူပဲရှိသေးတယ်။ရန်ကုန်ဆိုတာဘယ်နိုင်နေလို့နေမှန်းမသိဘူး။ 2010မှာ8.8တန်ပဲရှိသေးတယ်ရန်ကုန်ပင်သားနေလို့နေမှမသိဘူးဟုတ်ပြီလား2014မှာကျမတို့ရွာเจ้าမှာပညာဒါနပြန်ပြီးတော့လှူအားပေးနေတယ်တနည်းတတိเจ้าရွာစားသူเจ้าမှာကျမပညာဒါနပေးနေလှူအားပေးเจ้าဆရာလာစားသင်တယ်2015เจ้าမှာကျမအရင်နေ့ကထပ်ခါထပ်ခါပြောဘူးလေကျမ2015เจ้าမှာရန်ကုန်ရောက်တာကျမရန်ကုန်ရောက်တာဒီနိုင်ငံရေးလို့ကိုရန်ကုန်လာတာမဟုတ်ဘူးကျမဘဝရှိရေးအတွက်ကျမចောင်းဆက်တတ်ဖို့အတွက်ကျမမိသားစုစားဝတ်နေရေးအတွက်ကျမအလုပ်လာလုပ်တာ ကျွန်မအလုံးလုံးတာမင်္ဂလာတော်ဆောင်းမှုဆိုကျွန်မနေတာဒလားပေါ့အဆောင်မှုနာမည်တော်ရွှေကျင်းနော်အဲ့ဒါပထမနေတဲ့နေရာနောက်နေတဲ့နေရာရွှေပြည်သားအကြောင်းလဲအဆောင်မှုနာမည်ကအငင်းစားပေါ်ကြီးဦးတန်းထွန်းမိမအသီးတန်ဆောင်မိကလေးသီးတန်ဆောင်အခုချိန်ထိမိကလေးသီးတန်ဆောင်ပဲနော်ခန်းတော်ရဲ့မိကလေးသီးတန်ဆောင်မိမတရားတော်ရှိတယ်မိကလေးသီးတန်ဆောင်ကျမကနော်ကျမမှာဥမာ ကျွန်မကဒီကျောင်းလမ်းမှာနေတော့ကျွန်မကျောင်းလမ်းရဲ့ရှေ့မှာတော့ရွှေပြည်သားကျောင်းလမ်းရဲ့ရှေ့ကားလမ်းရှေ့တက်တက်မှာဟန်ချင်းထဲကျုပ်ဆက်လို့ရှိတယ်။အဲ့ဒီမှာကျွန်မနာမည်ကိုဤခိုင်ကျွန်မ ID နာမည်2722အဲ့ဒီနာမည်ပိုးဤခိုင် ID နာမည်1922နဲ့လို့ရိုက်ထည့်လိုက်တာလေ။ဘယ်နေ့ရေရမှာအလုံးဝင်ခဲ့တယ်ဒီဆက်ရုံမှာမနေ့နေ့အလုံးလုံးခဲ့တယ်။ဘယ်နေ့ဘယ်ရမှာအလုံးထွက်ခဲ့တယ်ဆိုတော့တိတ်တိထောက်ထားရှိတယ်။တမိုင်းစွာဖြောက်လို့မရဘူးလေလို့မရဘူး။ ဟုတ်ပြီလားရန်ကုန်တမြို့လုံးမှာအဲ့ဒီနှစ်နှစ်ရာပဲနေနေတယ်နော်ဆိုလိုချင်တာကသူများအကြောင်းကိုတပုတ်နေလို့မပြောခင်မှာမိမိကဇက်ကယောက်ျားတာမဲ့မိန်းမတာမဲ့ဗဇက်ကယာတီလာနေတဲ့အောက်တက်ကဖြစ်မနေဘူးလားဆိုအရင်စုံစမ်းဖို့လိုတယ်ဟောမကြည့်အမီတော်ဘိုးဤခိုင်မဘိုးဤခိုင်အဖအမီဦးဝင်းကိုကျွန်မ2018ရောက်မှာဖွဲရတာ2010မှာခွန်နာကရန်ကုန်ဘယ်နာနေလို့နေမှမသိဘူး 2015ရမှာရန်ကုန်ရောက်တယ်။တခါတော့ကျွန်မအလုပ်လုပ်တာမင်္ဂလာတုံးဆောက်မှုဆောင်အထယ်ထုတ်ဆက်ရောက်။ကျွန်မနာမည်ကျွန်မ ID နဲ့ပဲရိုက်ထည့်လိုက်တာနဲ့အဲ့ဒီဆက်ရောက်မှာဗလန်နဲ့အလုပ်လုပ်ခဲ့တယ်။တက်တင်ထောက်ထားရှိတယ်။ဒါပေမဲ့ကျွန်မကဒါတိရှင်းမပြဘူး။ရှင်းပြဖို့မလိုဘူး။ကျွန်မကိုနာမည်ဖြတ်ချင်ရင်ကျွန်မကိုတိတ်ခါချချင်ရင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာကိုနိုင်ငံရေးလို့ခြေပါစမ်း။ကျွန်မဆိုင်ခေါ်တယ်။ ျမကအဲ့ဒါမျိုးအရန်သဘောကြတယ်ကျမကိုနိုင်ငံရေးလို့ပြန်ပြီးခြေပနိုင်တယ်လူလိုသူလိုပြောနိုင်တယ်လူရှင်ကျမအရန်ဝမ်းတာတာအဲ့ဒါမျိုးကျမအရန်တိုက်တာဘူးမမပြောရဘူးခေကောင်မမမပြောရဘူးအဲ့တည်းကျမဘသူ့မှာဆောက်ကြည့်ရုံမဆိုင်ဘူးဟုတ်ပြီလားเนาะဆောက်နောက်တစ်ခုရှိတာအဲ့အီးတော်ရေးတဲ့ကျူကပြောတယ်ကွကျမကိုပါတယ်ဗုဒ္ဓဘာသာကိုနည်းမျိုးစုံနဲ့တက်ရှုပ်ပြီးတော့အပုတ်ချနေတယ်ချင်းသွေးချင်းစုံအော် အေးအဲ့လိုပြောလိုက်လို့ကျမကကျမကချင်းသွေးဆုတ်ဆုတ်ဆုတ်ဒီဆုတ်တော့မသိအကြီးရဲ့ဗဇက်ကတော့အရင်ဆုတ်သွားပြီအကြီးကလူကြီးတောင်နေတဲ့ဗဇက်အရင်ဆုတ်သွားပြီလေဟုတ်လားကျမတို့အရှင်းရှင်းရန်တိုက်ပေးဖို့အတွက်တစ်ဖက်ကအကြီးကိုအုံချသူဖြစ်မသွားဘူးလားဆိုတော့ကျမတို့ကခွေးဝန်းတောင်လည်းလက်ပြနေတာနဲ့တူသွားတာပေါ့မဟုတ်ဘူးလားနော်ဆိုတော့နောက်တော့ကျမကြောင့်ပြောချင်တဲ့အခါကျမတို့တိုက်ရိုက်ဆက်သွယ်လို့ရပါတယ် ကျွန်မဖုန်းကိုဘယ်သူမှဆိုဆက်သွယ်လို့ရတယ်ကျွန်မဖုန်းနံပါတ်ဒီဒီတိုင်းပေးထားတာเนาะကျွန်မဖုန်းဆက်တဲ့လူတွေအများကြီးရှိတယ်တချို့ဆိုကျွန်မဖုန်းဆက်ပြီးတီးတိုင်ထိုင်ဆဲတဲ့လူရှိတယ်เนาะပထမဖုန်းဆက်တယ်တစ်လုံးနဲ့ဆက်တယ်ဆက်ဆဲလို့ကျွန်မဖုန်းချလိုက်တယ်နောက်ဖုန်းမျိုးစုံနဲ့ခေါ်ပြီးဆဲတယ်ဆဲတဲ့ခါကျတော့ဖုန်းကိုကျွန်မဘေးမှာချထားလိုက်တယ်သူကသူဆဲကြတယ်မဆဲကြတယ်သူဆဲတယ်ကျွန်မမကြားရတော့နော်ဆိုးဆိုးချင်တာကအာကြားလာတဲ့စကားတွေသူများပြောလာတဲ့စကားတွေပုံမှာမိမိရဲ့ အတိအငယ်နဲ့စဉ်းစားချစ်ချင်ဖို့ထူပါတယ်အဲ့ဒီလိုစဉ်းစားမချစ်ချင်တာဘူးဆိုရင်ကျမတို့ကိုယ်တိုင်ကဒုညားတွေရဲ့ရန်တိုက်ပေးကြုံခံရပါလိမ့်မယ်နော်။နောက်ဆိုတော့ကျမဒီ အကယ်၍မှကျမအပိုင်နိုင်ငံကြီးလို့ဖြစ်တာပဲဖြစ်ဖြစ်ကျမတခုခုလို့ဖြစ်တာပဲဖြစ်ဖြစ်ကျမမဘုဒ္ဓမဟာသီရဲ့အကြောင်းညာကြီးကျမဇာကားကကျမဗဇက်ကထုတ်ပြောတဲ့ဇာကားကအကြောင်းညာအမှန်ဖြစ်တယ်ဆိုတော့ကျမဗဇက်ကမပြောသေးဒါတခြားသူလူတွေရဲ့ဇာကားဖြစ်တယ်ဥမာကိုဘောဘွားဟင်းကကျမကိုလွတ်တော်ထဲမှာဟိုတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်မယ်သူဖြစ်ချင်တဲ့ဆန္ဒစေတနာနဲ့သူကျမကိုပြောတယ်ကျမအဲ့ဒီပုံမှာမတုံ့ပြန်ဘူးအားလုံးလည်းဆိုတော့အကြီးတော်အေးတဲ့သူကိုယ်တိုင်တောင်မှကျမအကြောင်းကိုကျမနာမည်တက်ပြီးအကြီးထက်ပါထက်ပါအများကြီးပြောခဲ့တယ်ကျမတခုမှမတုံ့ပြန်ဘူးလေ ကျွန်မတည်းတန်ဖိုးရှိမယ်အနှစ်တွေချင်းကျွန်မယူလိုက်တယ်ကျွန်မတည်းတန်ဖိုးမရှိတဲ့အခွန်လေးထွန်းရင်ကျွန်မထုတ်လှုပ်ပြလိုက်တယ်ကျွန်မကဒီလိုပဲနေတာနော်ဆိုတော့ဒီနေ့ပွဲချမ်းတာပေါ့နော်အဲ့လိုပွဲရှင်းတာပါရှင်ဆိုတော့အာနောက်နောက်ကျွန်မကအင်းလေးရပြောတယ်ကျွန်မကိုပုပ်ကိုကြီးတွေမပြောနဲ့အဲ့လိုမျိုးဆိုရင်ဒီတယောက်ကိုဒီလိုဖြေရှင်းရင်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်ကျွန်မကိုဆိုအောင်ပြောပါနော်အဲ့ဒီတော့ကျွန်မအဲ့လိုမျိုးတွေလိုက်ဖြေရှင်းမနေဘူးစိတ်လည်းဝင်စားဘူးသူဆိုတာကိုယ်တိုင်ကိုကြီးတာ ုပြီလားကျမဘယ်တော့မှဘယ်ကျမဘယ်မှဘယ်လိုနေခဲ့တယ်နော်ရွှေပြည်သားအကြောင်းလန်ခန်းတော်ရဲ့မြို့သမီးတိကျန်ဆောင်မှာကျမဘယ်နဲ့နေနေခဲ့လဲဓလပေါင်းအဆောင်မှုတော်ရွှေချင်းအိမ်မှာကျမဘယ်နဲ့နေနေခဲ့လဲဘယ်ဆော့ရုံမှာကျမဘယ်နဲ့နေအလုံးလုံးခဲ့လဲဆိုရဲအတမိုက်ထောက်ထားရရှိတယ်နေနေမရဘူးဟုတ်ပြီလားပြီးရင်လူတယောက်ရဲ့အကျင့်စာရိတ္တာနဲ့လူတယောက်ရဲ့ဘဝနောက်ကြောင်းကအဲ့ဒီလူရဲ့စကားကြီးအဲ့ဒီလူရဲ့မျက်လုံးကြီး တတိလူရဲ့အစီအစဉ်အများကြီးမူတည်တယ်နော်အများကြီးမူတည်တယ်လက်ပြလုံတဲ့လူမျိုးကသာဒီမျက်နှာကြီးလေးတဲ့ဒီမျက်လုံးနဲ့ဒီလိုစကားမျိုးပြောရည်တယ်မဟုတ်တာမမှန်တာလုပ်တဲ့လူကဘယ်တော့မှလူတော့တိုးလို့မရဘူးလူရမဝင်ဘူးအဲ့ဒါကွာပါရဲ့လူတယောက်ရဲ့ခြင်းရဲ့လက္ခဏာဇာတ်လက္ခဏာကိုဖတ်လို့ရှင့်တိတာပါတယ်เนาะ ဆိုဆိုတော့ဇာတ်ရည်လည်းပြောတာများတော့ပြီနောက်နောက်ကျမနဲ့ပတ်သက်လို့ကျမရဲ့မမတူမဟာလူဆိုရင်ကျမရဲ့နာမည်တစ်ခုပုံရိပ်တစ်ခုကိုခင်ဗျားတို့အလေးထိုးကြည့်ပြီးအနိုင်ယူခြင်းလဲဆိုရင်ကျမကြိုးပြီးတုံးတဲ့နိုင်ငံရေးတုံးတက်ချက်တွေကျမပြောတဲ့စကားတွေကျမစိန်ခေါ်တဲ့စိန်ခေါ်မှုတွေနော်ကျမအရင်တော့လည်းစိန်ခေါ်တယ်ခင်ဗျားတို့ဖက်ဒရယ်ပြောတယ်ခင်ဗျားတို့ဖက်ဒရယ်လို့ပြောရဲ NUG နဲ့ EAO EAO တွေခြားရဲမှာဖက်ဒရယ် agreement ရှိတလားကျမစိန်ခေါ်တယ်လို့2021တည်းကကျမစိန်ခေါ်ခဲ့တယ်ဘယ်သူမှကျမကိုနိုင်ငံရေးရမချေပါနိုင်ဘူး ဲ့ဒီလို Federal Agreement မရှိတဲ့အတွက်လက်ရှိမှာဆိုရင်ပလောင်နဲ့ SFPB နဲ့เนาะ SFPB နဲ့ရှမ်းတက်နဲ့သူတို့ရှမ်းနဲ့ပလောင်နဲ့မိုးမင်းမှာအချင်းချင်းကိုက်နေကြတယ်။ရှေ့မှာလည်းပဲအချင်းချင်းနဲ့ကိုက်နေကြတာတွေရှိတယ်။ဒီလိုကြုံဖြစ်မယ်ဆိုတာကြုံတိလို့ကြုံမြင်လို့ကျွန်မကဒီလိုမျိုးတွေပြောခဲ့ရ။เนาะဆိုတော့နောက်နောက်ကျွန်မကနိုင်ငံရေးရကျွန်မပြောတဲ့စကားကိုလူလူတူလို့ဥမာကျွန်မက social contract တောင်ပြောတယ်။ဥပမာကျမက popular sovereign အကြောင်းပြောတယ်။ဥပမာကျမက state of nature ကိုပြောတယ်။ဥပမာကျမက limited carbon အကြောင်းပြောတယ်။အဲ့ဒီ data မျိုးကိုပြန်လည်ခြေပနိုင်တဲ့လူရှိရင် မဆိုင်ခေါ်ပါရဲ့အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့ဗဇက်ကရာသီလာနေတဲ့ပုံကူရပြောဘလိုအောက်တန်းစားရဲ့ပြောဆိုမှုကမှကျွန်မရှင်းပြမှာမဟုတ်ပဲနဲ့တောက်ပြဖြေရှင်းမှာမဟုတ်ဘူးကိုကောင်းရင်ကောင်းဘဲမှမရွေးပါဘူးကိုအပြုတ်တဲ့ကံကကိုနောက်မှာကြောထောင်နောက်ကရှိရဲ့ကျွန်မပြုတ်တဲ့ကံအကြောင်းကျွန်မဒီနေ့ဒီချိန်လက်မထောင်ပြီးနေနိုင်တဲ့ခင်များတို့ပြုတ်တဲ့ကံအကြောင်းခင်များတို့ဒီနေ့ဒီချိန်ပြည်ပြည်ဝေယံပြေးပေါ်မှာနေနေရတာဖြစ်တယ်